ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှတော့ကျွန်တော်တို့တောင်သူကြီးတွေအတွက် မိုးရာသီမှာပေါ့နော်ကျွန်တော်တို့ဆိုက်ပြီးတဲ့ဒီနန်လေးပေါ့နော်အထူးသဖြင့်ဒီဟင်းသီးရွက်တွေဖြစ်တဲ့ကျွန်တော်တို့ဟိုပန်းမုံလာဂေါ်ပီတို့ခင်းချင်းငရုတ်စသဖြင့်ပေါ့နော်ဒီဟင်းသီးရွက်ဒီဆိုက်ခင်းနေမှာဆိုရင်ကျွန်တော်မိုးတွေမှာမှုရောဂါကြောက်မှုပြဿနာအများဆုံးဒါကြုံတွေ့လေးရှိတဲ့ပြဿနာဖြစ်ပါတယ်တောင်သူတွေအတွက်တောင်သူအခေါ်ဆိုလောင်ကြရခွာတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကမှုသက်သေးတွေကိုကျွန်တော်မဖြစ်မနေဒါဝယ်ယူသုံးစွမ်းနေရတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှတော့ကျွန်တော်တို့အည်သွေးကောင်းမှုသက်သေးတွေရဲ့အည်ချင်းလက္ခဏာဒီအကြောင်းကိုကျွန်တော်ဘူးတူရန်အနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျ။အည်ချင်းကောင်းမှုသက်သေးရဲ့လက္ခဏာအိုးချက်ရှိပါတယ်ခင်ဗျ။ နံပါတ်၁ကအပင်လောင်ကျွမ်းမှုနေတာပေါ့နော်ကျွန်တော်မုတ်တဆေးတုံးလိုက်တဲ့ခါမှာဆိုရင်တော့အပင်ကိုငယ်စင်မှာပဲတုံးတုံးကြီးတဲ့အပင်တွေမှာတုံးတော့အပင်လောင်ကျွမ်းမှုမရှိဘူး ။နံပါတ်နှစ်ကကျွန်တော်တို့မိုတက်ဆေးတစ်ခုရဲ့တတ်မှတ်တတ်တန်းကာလလွင်အာနိသင်တည်မြဲမှုရှိတာပေါ့နော်။ဒီမိုယောဂါကိုတတ်မှတ်ကာလလွင်ကိုတည်တည်မြဲမြဲနဲ့ကာကွယ်နှိမ်နင်းနိုင်လေ။ဒါဟုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၃ကကျွန်တော်တို့ရေနဲ့ဖြော်ဆက်ပြီးဖြန်းလိုက်တဲ့ခါမှာဆိုလည်းအာနိသင်အပြောင်းလဲမှုမရှိပေါ့နော်။ဒါမူလအာနိသင်တိုင်းတည်မြဲနိုင်စွမ်းရှိပါတယ်ခင်ဗျာ။နံပါတ်၄အချက်ကမိုတက်ဆေးဖြန်းတဲ့ခါမှာဆိုလူနဲ့အခြားတက်ရှိတွေကိုကျွန်တော်တို့ထိခိုက်မှုနည်းစေတာဖြစ်ပါတယ်ခင်ဗျာ။ဆိုလိုတာအထူးသဖြင့်ကျွန်တော်တို့ရဲ့စာသုံးသီးနှံနေထဲမှာတကြွန်းအာနိသင်အနည်းဆုံးပမာဏဖြစ်နိုင်တဲ့အစွမ်းရှိတာကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။နံပါတ်၅အချက်ကကျွန်တော်တို့ မှုတစည်းတစ်မျိုးကိုရွေးချယ်နိုင်တယ်ဆိုရင်မှုယောဂတော်တော်များများဟုတ်တာတော်ဝင်နှိမ်နှင်းနိုင်တဲ့အာနိသင်ရှိပါတယ်ဒါတချို့ဆိုရင်လည်းကျွန်တော်တို့အမတ်ပြောင်ဆင်းယောဂတန်ကြီးယောဂအမဖောက်မှုယောဂစသဖြင့်ပေါ့ယောဂတော်တော်များများကိုကာကွယ်နှိမ်နှင်းနိုင်တဲ့အစွမ်းရှိတာကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျမှုတစည်းကောင်းဤချင်းပါဆိုရင်ဒီချင်းလက္ခဏာလေးနဲ့ဒါပြည့်စုံတယ်လို့ဒါဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျ နံပါတ်6အချက်ကကျွန်တော်တို့ဝယ်ယူတာကင်ထွက်သုံးဆွဲတဲ့နေရာမှာအခုတက်တာမှုဒါရှိတာပါနော်။ဒီဟာကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ဟိုမိုတော်စိတော်တော်များများအထူးတလဲအာပြောစရာမလိုပါဘူးခင်ဗျာ။နံပါတ်9အချက်ကအခြားစိုက်ပျိုးသွင်းရသုတွေနဲ့ပေါ့နော်။အာတဟဆာတာဖြစ်စေတာဖြစ်ပါတယ်ခင်ဗျာ။ရှိရတချို့မိုတော်စိတာကျွန်တော်တို့တခြားဒီစိုက်ပျိုးဓာတုပိုသက်စီတွေနဲ့တချို့တဟဆာတာမဖြစ်တဲ့အနေအထားတွေရှိတာတွေလည်း ရှိပါတယ်ခင်ဗျာဒါကိုကျွန်တော်တို့ဆိုလိုရင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်၈အချက်ကကျွန်တော်တို့ဟောဖော်ဆက်ထုတ်လို့ပေါ့အမျိုးမျိုးနဲ့ဒါဈေးကွက်ထဲမှာဝယ်ယူရရှိနိုင်လာမှာနော်ပြောချင်တာကကျွန်တော်အခဲပုံစံအမုံပုံစံအည်ပုံစံပြီးရင် EC ပေါ့နော်ဒါစီပြောယူပြောပုံစံမျိုးနဲ့ဆိုပြီးတော့ကျွန်တော်ပုံစံမျိုးစုံနဲ့ကျွန်တော်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေကြိုက်နှစ်သက်တဲ့ပုံစံမျိုးစုံနဲ့ကျွန်တော်ဝယ်ယူသုံးပြုနိုင်တာဟာလည်းပဲအမုတ်သက်ဈေးကောင်းအည်ချင်းတည့်ရဖြစ်ပါတယ်ခင်ဗျာ နောက်ဆုံးနံပါတ်5အချက်ကတော့ကျွန်တော်တို့တောင်သူတွေအကြိုက်ပေါ့နော်ဒါဇင်းနှုံတတ်တာတာပေါ့နော်အချားမှုတက်စီတွေနဲ့နှိုင်းရှင်မယ်ဆိုရင်ဝယ်ယူတဲ့ဇင်းနှုံကလည်းတတ်တာချောင်ကြီးစေတာဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်ဒီကုန်းချောင်းအဖြစ်အည်သွေးကောင်းမွန်တဲ့မှုတက်စီတွေမှာရှိတဲ့အည်ချင်းလက္ခဏာ6ရက်ကိုကျွန်တော်တို့တောင်သူတွေဒီနေ့ဘူးတုဒ္ဒလင်းနဲ့ကျွန်တော်မျှဝေခဲ့တာဖြစ်ပါတယ်ဒီချက်6ချက်ကိုကျွန်တော်တို့တတိထားပြီးတော့မိမိတို့နေ့စဉ်သုံးဆွဲနေတဲ့မှုတက်စီအမျိုးအစားတွေထဲမှာဘယ်မှုတက်စီကတော့အည်ချင်းကောင်းလက္ခဏာတွေနဲ့ပုံမှန်ပြည့်စုံလဲဆိုတော့တောင်သူကြီးတွေသိရှိပြီးသားဖြစ်မှာပါခင်ဗျ ဒါကြောင့်ကျွန်တော်တို့အယူသေးကောင်းမွန်တဲ့ကျွန်တော်မှုတက်ဆေးတွေကိုချက်အသုံးပြုပြီးတော့မှုယောဂတွေကိုကာကွယ်နှိမ်နင်းနိုင်ပြီးတော့ကျွန်တော်တို့ရဲ့စားသုံးသီးနှံတွေမှုယောဂအလဲကင်းဝေးပြီးတော့အထွတ်လုံးတိုးတက်ကောင်းမွန်ကြပါစေလို့ကျွန်တော်တို့အကြံပြုလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ